ငါ့ဦးလဲရှာပေးဦးငါ့ဦးလဲအော်အော်မခင်ရမိသားစွာဟိုမှာစကိုင်းတိုင်းချောင်းမြို့နယ်ဘုံတိုကြေးရွာမှာအော်တိုဘာ6ရက်နေ့သတင်းကြော်လာပညာမိထွန်ပွဲကျင်းပနေချိန်လူအုပ်တက်တဲ့ဘော်ကိုအာနာသိန်းစစ်တပ်ကဆက်တက်လီဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေအပါအဝင်30နီးပါးအစုလိုက်အပြုံလိုက်တေဆုံခဲ့ရပါတယ် အပြင်းထန်ထိခိုက်ဒဏ်ရာရှိသူ90လောက်ရှိပြီးဒီတေဆုံးရေအတွက်ကအောက်တိုဘာ9ရက်နေ့နေ့လယ်ပိုင်းအချိန်အထိအလောင်းကောက်ယူရရှိတာနဲ့လက်လန်းမိတလောက်သိရှိထားတဲ့စည်ရင်မဲ့ဖြစ်တဲ့အတွက်တေဆုံးသူရေအတွက်ကထပ်တိုးလာနိုင်တယ်လို့ပြောပါတယ်ဆက်တဲ့တို့လိုပြောလို့ရတယ်30ဝန်းကျင်ပေါ့နော်20နဲ့30ကြားထဲမှာရှိမှဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရတဲ့ data အဝအဝကဒက်ဖို့ရီရေအတွက်ကဒါ15 20ဝန်းကျင်လောက်ရှိတယ်ပြီးတော့ကျွန်တော်တို့ဆေးကန်းရောင်မှာ ဆုံးတာမျိုးတွေပေါ့ဗျာနော်လမ်းမှာဆုံးတဲ့အလေးရှိတဲ့ခါကျတော့20ကျော်တယ်လို့ယူဆတယ်ပြည့်ကြတော့အာဟို30ဝန်းကျင်လောက်ဒီသွားမယ်လို့လည်းယူဆတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာတကယ်ကြီးရောလူတွေကလည်းတိလောနေကြတော့မပြောကြတော့ဟိုဆိုင်ရန်ဆိုင်ရာဒီရှိမှုတမှုခံယူနေကြတဲ့အခါကျတော့ကျွန်တော်တို့ကတေဆုံးတဲ့ဒဏ်ရာကိုအတိမပြုနိုင်သေးဘူးဖြစ်နေတယ်ဗျာအရာတွေကရရှိထားတဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတော့ဘုံတိမှန်တေဆုံးနေတဲ့အထက်မှာကလေးငယ်တွေပါဝင်နေတာကိုလည်းတွေ့ရသလို ခန္ဓာကိုယ်စူးစီးလို့မရတော့ပဲတစားစီဖြစ်သွားတဲ့ရုပ်လောင်းတွေကိုလည်းမြင်တွေ့ရပါတယ်။မုံရွံ့မြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကထွက်လာတဲ့အာနာသိန်းစစ်တပ်ရဲ့ပါရာမော်တာစစ်တပ်လေးကြီးဟာချောင်းမျိုးပုံတိုကြီးရွာအနီးမှာတရင်ကျွတ်မီးပုံလွှတ်ပွဲမီးထွန်းပွဲနဲ့အတူမီးတပိတ်လုံးနေကြတဲ့လူအုပ်တက်တဲ့ဘော်ကိုပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရလို့ဖြစ်စဉ်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။ပုံကျဲခံရတဲ့အချိန်အဲ့ဒီနေရာမှာလူဦးရေ90နဲ့100ကျားရှိနေတယ်လို့သိရပါတယ်။ အပေါင်းကျဲတာတော့ဘုံနှလုံးသက်တိုက်ကျဲတာဗျာအဲလိုဒီနှလုံးနှလုံးနဲ့အဲနှလုံးကလည်းကွင်းလေးကိုပကြတော့နှလုံးနှလုံးနဲ့ထိကြတာဗျာအဲဒီကြကြချင်းမှာတော့အတန်တစ်ခုကြားလိုက်ပြီးချက်ချင်းကျွန်တော်အဲမှောက်လိုက်တယ်ပေါ့နော်မှောက်လိုက်တဲ့ချိန်မှာတော့ဘုံကွေးတော့စကံမိုင်းပဲပါတယ်ကျွန်တော်ကတော့ဒီဟိုအဲဘက်ပေါ့နော်ပေဘက်ဒူးအောက်ပါနေပြီးတော့အဲဖောက်ထွက်သွားတာပေါ့ ။ဘုံကျဲခံရပြည်တဲ့နောက်ထိခိုက်ဒဏ်ရသူတွေကိုစေကူတာရုပ်အလောင်းတွေကိုကောက်ယူနေတဲ့အချိန်အဲ့ဒီနေရာကိုပဲနောက်တစ်ချိန်ပါရာမော်တာနဲ့ထပ်ပြီးဘုံနှလုံးလာကျဲသွားသေးတယ်လို့ပြောပါရယ်။ဒုတိယအချိန်ဘုံကျဲမှုမှာတော့ထိခိုက်မှုမရှိခဲ့ကြဘူးလို့သိရပါရယ်။ဘုံကျဲခံရချိန်ထိခိုက်ဒဏ်ရသူတွေကချောင်းနဲ့မုံရွာနဲ့အတွင်းကရှေးဥတုနာပြုဆိုရင်လည်းစေကူတာရီလှောက်ဆောင်ပေးနေတဲ့ကုတာရီစခန်းတွေမှာပြန့်နှံ့ရောက်ရှိနေကြတဲ့အတွက် တည်ဆောင်းသူနဲ့ထိခိုက်ဒဏ်ရာသူအရေးအတွက်အတိအကျကိုအတိပြုနိုင်မှုကြိုးပမ်းနေဆဲလို့မြေပြင်ကစေးကြီးလှုပ်ဆောင်နေသူတွေကပြောပါတယ်။လက်ရှိတည်ဆောင်းသူတွေထဲမှာကလင်းငယ်၄ဦးလောက်ပါဝင်နိုင်ကြောင်းလည်းကစေးကြီးလှုပ်ဆောင်သူကပြောပါတယ်။အနာသိန်းစစ်တပ်ကအောက်တိုဘာ6ရက်နေ့တရင်ကျော်လာပြင်းနေမှာရှမ်းပြည်နယ်မြောက်ပိုင်းကတန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့တီဘောမျိုးနဲ့နံမတူမျိုးတို့ကိုလည်းလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့သေးတာကြောင့်တနင်္သာရီရွယ်ကလင်းငယ်တအူပါဝင်ဒေသခံ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါရဲ့ရှင်။